အားလုံးပဲမင်္ဂလာပါချစ်တော်လေးတို့ရေဒီနေ့တော့မင်မီလို့နေအောင်အာဟာရတန်ဖိုးတွေအများကြီးပါဝင်တဲ့ကြက်ပဲဟင်းလေးနဲ့သုံးဆောင်ပါမယ်ရှင်အရင်ဆုံးကြက်ပဲဟင်းလေးစချက်ပါမယ်ပဲတွေကိုလေမချက်ခင်တ냐လောက်ရေကျူစိန်ထားတာကအကောင်းဆုံးပါနော်အဲ့ဒါမှချက်တဲ့ခါကျရင်လေပဲတွေကပိုးပြီးတော့အနုမြန်စီတာပေါ့နော်ကဲအခုရေဆေးပြီးတော့ရေစစ်ထားတဲ့ချက်သားတွေကိုလေစားအချုံမုံစွန်းနှင်းမုံမစလာတွေနဲ့ရာတိုင်နေပြီးတော့ခဏလောက်နှပ်ပေးထားလိုက်ပါမယ် ရတာလည်းနေပြီးသွားပြီဆိုတော့ချက်ဖို့အတွက်ငွေသေးလေးထောင်းပါမယ်။အရင်ဆုံးဇီယာဆေးတွေကိုအရင်ညအောင်ထောင်းပေးပါမယ်။ဇီယာဆေးတွေညက်ပြီဆိုရင်လေဂျင်းထည့်ထောင်းမယ်။ဂျင်းလေးလည်းညက်ပြီဆိုရင်ကြက်သွုံဖြူလေးပါထည့်ထောင်းပေးပါမယ်။ကြက်သွုံဖြူတွေပါကြည်သွားပြီဆိုရင်နော်။ကြက်သွုံနီးနဲ့ငွေသေးဆေးမုတ်တွေပါထည့်ပြီးထောင်းပေးလိုက်ပါမယ်ရှင်။အခုလိုတစ်ဆင့်ပြီးတစ်ဆင့်ထောင်းတာကလေထောင်းရတာလည်းလွယ်ကူတယ်လို့ဖြစ်တော့အဆင်တော်ပဲမဖြစ်တော့ဘူးပေါ့နော်။ကဲအခုထောင်းတာလေးတွေရပြီဆိုတော့စချက်ပါတော့မယ်။ မိဘကိုအိုတင်ပြီးတော့စီလေးထည့်ပေးပါမယ်။စီလေးပူလာပြီဆိုရင်လေခုနကထောင်းထားတာလေးထည့်မယ်။စနွတ်မုတ်လေးလည်းနင်းငယ်ထည့်မယ်။ပြင်းတော့တင်ရွက်လေးတွေပါထည့်ပြီးစီတက်ပေးပါမယ်။တချို့ကတော့လေစီတက်ရွက်လို့လည်းခေါ်ပါတယ်နော်။ကဲအခုလို့ကျက်တုန်နေနွမ်းသွားတဲ့ဒီစီသက်ပေးပြီးရင်လေအရသာနေထားတဲ့ကြက်သားလေးကိုထည့်လုံးပြလိုက်ပါမယ်ကြက်သားထဲရည်ရည်၆ရက်ထိလုံးပြလိုက်ပြီးရင်နော်ကြက်သားတွေမြုပ်တဲ့အထိရင်းနှီးလေးထည့်ပြီးပထမတည်းရေချက်ပေးထားလိုက်ပါမယ် နင်းနင်းကလေကြက်နေမှာကြက်တာကိုသုံးလာတာဆိုတော့နောက်တည်ချက်မှာပဲဘဲတူထည့်ပြီးချက်တော့မယ်နော်ကြက်တာဟင်းလေးချက်ထားတော့ဆိုတော့ငွေစားတော့နေထောင်းလိုက်ပါဦးမယ်ကြက်ပုံချူကြီးကိုအရင်ညအောင်ထောင်းမယ်ကြက်ပုံချူကြီးညက်ပြီးဆိုရင်ညက်ပြီးအလုံးမုံလေးထည့်မယ်စားများများလေးနဲ့အချုံမုံနည်းနည်းလောက်ထည့်ပြီးထောင်းပြီးလိုက်ပါမယ်နောက်ဆုံးတမရရီလေးပါညှက်ထည့်ပေးလိုက်မယ်ဆိုရင်လေလုံးဝကိုရှူရှဲထိမိနေတဲ့ညတိစားတော်လေးရပါပြီရှင်။ကဲခုချက်ထားတဲ့ကြက်သားတွေကလည်းပထမတည်းကမ်းသွားပြီဆိုတော့ကလဲပဲတွေထည့်ချင်မယ်။ ပြီးရင်ချက်ကားတဲ့မျိုးတွေထိယူနီစုစုလေးထပ်ထည့်ပြီးတော့အားလုံးချက်ပြီးမျိုးသွားတဲ့အထိထပ်ချက်ပေးလိုက်ပါမယ်။ဂျားထဲမှာတော့ပဲတွေကိုအိုးမကောက်လို့တတိယထားပေးပါမယ်။ကဲခုလို့စက်သားတွေကလည်းနူးဘဲတွေကလည်းနူးပြီးတော့ခင်းရည်လေးကလည်းမိမိစိတ်ကြိုက်ရပြီဆိုရင်ဒီလေးပိတ်ပြီးတုံးဆောင်လို့ရပါပြီရှင် အယောင်အစင်းအနံ့ရတာနဲ့ပြည်စုံနေပြင်အဟာရလည်းရှိပြီးသမင်းလည်းမတရားစားကောင်းနဲ့ချက်ပဲဟင်းလေးရဲ့ငုပ်တီးစားတော့မှုမှုလေးရဲ့ပြီးတော့ဂေါ်ဘီကျော်လေးတွေနဲ့တုံးဆောင်ပါမရှင်။ကဲအဲ့ဆိုမစားခင်ဒီနေ့ချက်လေးနဲ့ green ရှင်းပါဦးမယ်။ဟင်းကဲအဲ့ဒါဆိုရင်အရင်ဆုံးကြောက်ရင်ဥချပြီမနော်။ ဒီနေ့ကတော့ဒါကြက်ကြက်ပဲလေးပေါ့နော်ကြက်ပဲနေလေးပါကဲကြကြောက်အရင်ဆုံးဥချလိုက်ပါမယ်ဒီအကြကြားချိုက်ချက်ပေးထားတာဒီကြက်ပဲတူရန်ချိုက်ဟုတ်တယ်ဟောဒီကနေ့ကတော့စတိုင်လေးပေါ့อืมဒါလေးပါပေါင်လေးပါထည့်ကလပ်ပဲလေးနဲ့ကလပ်ပဲလေးနဲ့အဲ့ဒါဆိုမင်းမင်းလက်ထည့်လောက်မှာတခါတည်းမင်းများထည့်တာမဟုတ်โอเคညီစားအောင်လေးโอเค ပုံမွေးလေးဟွန်းပုံမွေးဆက်ဆက်လေးကဲဒီနေ့ကျွန်တော်ဒီချက်ပဲလေးနဲ့ဒီသီစားတောင်းလေးနဲ့အော်ပြောဒီမှာ copy ကြော်လေးနဲ့ copy ကြော်လေးနဲ့ copy ကြော်လေးနဲ့ပါဒီနေ့ဒါလေးနဲ့စားပါမယ်ကဲသမင်းလက်ဆောင်စားမယ်ချက်တော်လေးတို့ရေဒီနေ့မင်မင်တို့နဲ့ရမင်မင်ရအထည်ထားပါကဲဒီနေ့ကျွန်တော်တို့နဲ့ချက်ပဲနေနဲ့လက်ဆောင်စားကြမယ်နော်ဟွန်းဒီနေ့ကျွန်တော်တို့နဲ့လက်ဆောင်စားလို့ရပါပြီကဲကျွန်တော်လည်းထည့်လိုက်အောင် ထက်များများလေးတဲ့ချိုချိုလေးကြော်ထားစနစ်မုတ်လေးနဲ့ချိုချိုလေးတခွာသေးလေးကင်ဟုတ်တယ်ကဲဆွဲမယ်ကော်ဖီကြော်လေးမြုပ်မယ်ဒီနေ့အပီဆွဲဖို့ဒီနေ့အများကြီးထည့်ခိုင်းလာလိုက်တယ် Mm. Ännu mm. Sähän olit jo. Ovi jo oli jo. ကျမသားလေးอ่ะอืมပူစားလို့တော့ဟုတ်ကဲ့နော်အရသာပူရှိတယ်

mikä me meidän tehdään. Mm-hmm. Mm Okei, okay. avitoli. Yep. အကောင်းတယ်ကွာဟုတ်တယ်ဆရာဝင်လေဟုတ်တယ်လိုက်တယ်နော်ပင်းထဲကကြက်သားတွေပဲပတ်ပါနေဒါချစ်ဒီဇိုင်းတို့အိန္ဒိယဆိုင်တို့မှာစားရတဲ့ရတာလေးပေါ့ပါတယ်ပါစရာနဲ့မုံမွေးလေးဟုတ် I don't even know. 这边，先吃、嗯、是真的大萝卜。嗯。吃你啊！我告诉你。 ချင်းနေရှယ်ပဲဗျာဒီလေးလူတော်စားကောင်းတာဘက်ကိုတင်းသွားတာပဲဆိုတော့ချစ်တော်လေးတွေဘိုင်